ပုပ်ယဟန်မင်းကြီး Francis ဟာတက်တော်88နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။ Vatican နန်းတော်က Roman Catholic ခရစ်ယာန်သာသနာပိုင်ချုပ်ကြီးဟာ April 22ရက်နေ့ကအနိစ္စရောက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ပုပ်ယဟန်မင်းကြီးဟာပြင်းထန်တဲ့အဆုတ်နမောနီယဝေဒနာကြောင့်ရောမမြို့ရဲ့ဂီမယ်လီဆေးရုံမှာ38ရက်ကြာတက်ရောက်ခဲ့ရပါတယ်။အဲ့ဒီနောက်ပြန်လည်တက်တာလာပြီး March 23ရက်နေ့ကမှဆေးရုံဆင်းလာခဲ့တာပါ။ပြီးတော့ Easter နေ့အထိမ်းအမှတ်ဖြစ် April 20ရက်နေ့က သူ့ကိုလာရောက်ဝတ်ပြုသူတွေကိုပုတ်ရဟမင်းကြီးကတွေ့ဆုံခဲ့ပါသေးတယ်။နောက်တစ်နေ့မှာတော့ပုတ်ကွဲလွန်ကြောင်းသတင်းကိုဗာတီကန်ကထုတ်ပြန်ခဲ့တာပါ။2013ခုနှစ်မှာရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထုအခောင်းပုဂ္ဂိုလ်နေရာကိုဆက်ခံခွင့်ရခဲ့ပြီးတမိုင်းတလျှောက်မှာလက်တင်အမေရိကဒေသတွေနိုင်ငံတခုရဲ့ပထမဆုံးပုပ်ယဟန်မင်းအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးဟာ2010ခုနှစ်တုန်းကမြန်မာနိုင်ငံခရီးစဉ်ကိုလည်းလာရောက်ခဲ့မှုပါတယ်။ပုပ်ဟာစိန့်ပီတာဝက်ကျောင်းတော်နာမှာရှိတဲ့ ပုတ်ယဟမင်းကြီးအိမ်တော်မှာပဲကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ဒလိထုံတန်းတွေအရာပုတ်ယဟမင်းတပါးကွယ်လွန်ပြီးတဲ့နောက်ကိုရက်ကြာဝန်နယ်ခြေကွဲမှုကာလကိုသတ်မှတ်သွားမှာပါ။ဇပနအခမ်းအနားကိုအစဉ်အလာတွေအရာ၄ရက်ကနေ၆ရက်အတွင်းကျင်းပပွဲရှိပြီးရုပ်ကလပ်ကိုတော့ရောမမြို့ရဲ့စင်တာမာရီယာဝတ်ကျောင်းတော်မှာ မြောက်နံပွဲရှိပါတယ်။ဒါဟာနှစ်ပေါင်း100ကျော်ကာလအတွင်းပုပ်ယဟန်မင်းတပါးကိုဗာတီကန်နန်းတော်ပြင်ပမှာပထမဆုံးအကြိမ်မြေချမြောက်နံမှုလေးဖြစ်လာမယ်လို့သိရပါတယ်ရှင်။